။ဒါကတော့ကမ္ဘာပေါ်မှာအကြီးဆုံးနဲ့အရှည်မြန်ဆုံးဝါမျိုးစားဖြစ်တဲ့ Giant Dragon Bamboo ဝါမျိုးစားပဲဖြစ်ပါတယ်။ဒီဝါမျိုးစားကိုတရုတ်နိုင်ငံယူနန်ပြည်နယ်မှာအများဆုံးတွေ့ရပြီးတော့လောင်နိုင်ငံမှာလည်းတွေ့ရတတ်ပါတယ်။ဒီဝါကဘလောက်ထိအကြီးမြန်လဲဆိုရင်တရက်ကို3ပေကျော်လောက်ရှိကို ရှည်ထွက်လာနိုင်ပါတယ်။ဒီနေ့သင်ဟာမြစ်ပေါက်လေးကိုတွေ့နေပြီမဲ့လေမနက်ဖြန်တင်ရဲ့ခါလောက်ထီကိုရှည်ထွက်လာနိုင်ပါတယ်အရွယ်ရောက်ပြီးဝါပင်ရအရှည်ရတော့အမြင့်ဆုံး150ပေထီရှည်ထွက်လာနိုင်ပြီးတော့ အချင်း၁၄လက်မနဲ့ဝါးတိုင်ရဲ့အထူကတော့၂လက်မကျော်လောက်ရှိပါတယ်။ဝေယုံတရုံမှာတော့ဝါးပင်တရခန့်ပေါက်ရောက်နိုင်ပါတယ်။ဒီဝါးပင်ရဲ့မြစ်ကဘလောက်ထိကြီးလဲဆိုရင်ရေပုံးတစ်ပုံးစာလောက်ကိုရှိပါတယ်။ဒီလောက်ကြီးတဲ့မြစ်ကိုသင်တို့ရောစားရပါမလား။ဒါပေမဲ့ဒီမြစ်ကချူပြီးအရန်ရတာရှိတဲ့အတွက်ကြောင့်ဒီဇက်ခန့်တွေကဟင်းချက်စားကြပါတယ်။ပြီးတော့ဝါးတိုင်တွေကလည်းအရန်ကိုခိုင်ခန့်တဲ့အတွက်ကြောင့်ပရိဘောကလုပ်ငန်းများတွေမှာလည်းအသုံးပြုကြပါတယ်။ဒီဝါမျိုးစိတ်ကို1980ကျော်မှာသိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပြီးတော့သူတေသနာပြုလုပ်ခဲ့ပေမဲ့လည်းယူနန်ပြည်နယ်နဲ့လာအိုနိုင်ငံရှိဒေသခံတွေကတော့ရာစုနှစ်ပေါင်းများစွာကလေးကဒီဝါကိုအသုံးပြုလာခဲ့ကြတာပါ။သင်တို့ရောဒီဝါရောမျိုးစားကိုတွေ့ရင်ဘယ်လိုလုပ်ကြမလဲ။အောက်က comment မှာရေးပေးသွားကြပါခင်ဗျ။